တင်းနနာတာသမီများအတွက်ပြူရွယ်သူများအချီရေးကောင်းမွန်အဆင်ပြေနေပါမယ်။ ठी ပေါက်ကင်းလဲရှိပါတယ်။နင်းရွယ်တာသမီများအတွက်ပြောရရင်ဒီကာလမှာတယ်လီဖုန်းအသစ်များလဲရရှိတတ်ပါတယ်ခင်ဗျာ။အခုကျွန်တော်ပြောပြမယ်အကြောင်းအရာကတော့2025ခုနှစ်အတွင်းဂျွန်လ 22ရက်မှ28ရက်နေ့အထိကာလမှာငွေဖွာခဲ့ကြတဲ့ခုနှစ်သားသမီးများရဲ့ကံကြမ္မာ ကောင်းနာညံ့နာဆောင်ရန်ရှောင်ရန်များကိုနေ့တနေ့ဂျင်းစီလိုက်အကျဉ်းချုံပြီးပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်တိတ်ဖုန်းနဲ့အကောင်းဆုံး shopping မှာ mercury your shopping partner. ပထမဦးစွာတင်းငွေရသမီးများအတွက်ပြောရရင်မြေနဲ့ပတ်သက်ပြီးငွေဝင်ကိန်းရှိပါတယ်မြေဝယ်ဖို့ကြံရင်လဲဝယ်ထားလိုက်ပါအကျိုးပေးအစဉ်ပြေမဲ့ကာလဖြစ်ပါတယ်ငွေကြီးကတော့ဂယူဆိုင်ရပါမယ် ငွေရကန်နီးအထင်ကောရှိနေတတ်ပါတယ်ကျွေးဆုံခြင်းများလည်းဖြစ်ပေါ်တတ်ပါတယ်တတိထားဖို့လိုအပ်ပါတယ်ခင်ဗျာဝန်နှမ်းများနဲ့ပတ်သက်လို့မသွားကျင်တဲ့ခီးများသွားရခြင်းစိတ်ညစ်စရာခီးများလည်းထွက်ရခြင်းမျိုးလည်းကြုံရတတ်ပါတယ်အိမ်တော်တွေများလင်းနဲ့မယားကတော့ကဆဖြစ်နေရတတ်ပါတယ်စိတ်ရှိတီးခံခွင့်လွတ်ပေးကြဖို့ လိုအပ်ပါတယ်ခင်ဗျာငယ်ရွယ်သူများ အဖို့လဲအချီးကိစ္စအစင်မပြေဘူးကလေးများ ရှိနေတတ်ပါတယ်ဆုံးဖြတ်ရန်ခက်ခဲနေပါကမိဘများဤတွင်တင် ဆုံးမမှုကိုနာခံကြရန်နိုင်ယူကြဖို့ပြောကြလိုပါတယ်ဒီကာလမှာတယ်လီဖုန်းအသစ်များလဲရရှိတတ်ပါတယ်ခင်ဗျာတနင်္ဂနွေသားသမီးများအတွက်ကံကောင်းစေတဲ့နံပါတ်ကလေးတွေကတော့ ခုနှစ်ကနန်း၅ကနန်း၆ကနန်းဖြစ်ပါတယ်။ကံကောင်းစေမဲ့အယောင်လေးကတော့အုံးကုံရောင်လေးဖြစ်ပြီးတော့ကံကောင်းတဲ့ကောင်းအောင်ရတရားအနေနဲ့ကတော့မိမိမွေးနံတောင်းမှာထီးနီသုံးလက်ကတ်လူပြီးပူဇော်ပေးပါခင်ဗျာ။တင်းနာသာသမီများအတွက်ပြူရွယ်သူများအချီးကြီးကောင်းမွန်အဆင်ပြေနေပါမယ်။ ထီပေါက်ကင်းလဲရှိပါတယ်ခုနှစ်ကနန်းနှစ်ကနန်း၆ကနန်းပါတော့ထီတွဲများထိုးပြအောင်ထီထိုးပါခင်ဗျာငွေများလဲအစုလိုက်အပြုံလိုက်ဝင်နေတတ်ပါတယ်အစုစလုပ်ငန်းဆက်ပစ္စည်းနဲ့ပတ်သက်တဲ့လုပ်ငန်းများဒုက္ခပေးတာပါတယ်ရှောင်ပါခင်ဗျာကလေးများအမြင့်မှပြုတ်ကြတတ်ပါ၍ယူဆိုင်ပေးပါခင်ဗျာ အိမ်တော်တဲ့များအိမ်တွင်းရေးကောင်းမွန်အဆင်ပြေနေပါမယ်။ဒီနေ့နာသာသမီများအတွက်ကံကောင်းစေတဲ့နံပါတ်ကလေးတွေကတော့ခုနှစ်ကနန်းနှစ်ကနန်း6ကနန်းဖြစ်ပါမယ်။ကံကောင်းစေတဲ့အရောင်ကတော့ငွေရောင်သို့မဟုတ်ပလဲရောင်ဖြစ်ပါတယ်။ကံကောင်းတဲ့ကောင်းအောင်ကတော့မိမိနေအိမ်ဖျားမှာတကုံကိုလုံးကတ်လူပေးပါခင်ဗျာ။ အင်္ဂါသားသမီးများအတွက်ဆိုပါကမိမိနဲ့ကွဲကွာနေသောဆွေမျိုးများနဲ့ပြန်လည်ဆုံတွေ့ရတာပါတယ်။မိအယောင်းဝယ်ကိစ္စများရှိပါက အောင်မြင်အဆင်ပြေပါမယ်။အမွေရတဲ့ချင်းမျိုးများလည်းရှိနိုင်ပါနဲ့။နိုင်ငံခြားသွားရကိန်းလည်းရှိပါတယ်။သွားရောက်ပါကအောင်မြင်အဆင်ပြေပါမယ်။ငွေကြေးကိစ္စတွေလည်း အစဉ်ပြေနေတဲ့အချိန်ဖြစ်ပါတယ်။လုံညောင်ထားဖို့တော့လိုအပ်ပါတယ်ခင်ဗျာ။တခိုးခိုးခံရခြင်းရှိပါတယ်။တတိထားပါ။ထီပေါက်ဖို့ခြင်းလည်းရှိပါတယ်။ထီထိုးပေးပါ။အငယ်ဆုံးကလေးကိုဘူးဆိုင်ပေးပါ။ကျမ်းမာရေးအဖြစ်သွားနှင့်ပတ်သက်သောစီးနှင့်ပတ်သက်သောယောဂများတတိထားရှောင်ကျင်ဖို့လိုအပ်ပါတယ်ခင်ဗျာ။ ကံကောင်းသေးတဲ့နံပါတ်ကလေးတွေကတော့နှစ်ကနန်းတစ်ကနန်းသုံးညကနန်းဖြစ်ပါတယ်။ကံကောင်းသေးတဲ့အယောင်လေးတွေကတော့အစိမ်းအောင်ဖြစ်ပြီးတော့ကံကောင်းတဲ့ကောင်းအောင်ဆိုရှင်တော့တရားရှိထုတ်ထုတ်၍ဒီလရှင်လေးများအားလှူဒန်းပေးပါခင်ဗျာ။ဗုဒ္ဓသာသမီများအတွက်မထင်မှတ်သောမိမိအလုပ်တွေက ဝင်ငွေများပြန်လဲရရှိနေတတ်ပါတယ်။ မိမိနေအိမ်တို့ဖရာဆင်းတုတော်ပုံတော်ဘုန်းကြီးယဟန်းများကြွရောက်လာတတ်ပါတယ်အလူကြီးတစ်ခုလည်းလောက်ရတတ်ပါတယ်အတိတ်မိတ်များလည်းကောင်းကွန်နေပါ၍ခြီလဲထိုးပေးပါခင်ဗျာခြီထိုးဖို့လည်းတိုက်တွန်းပါတယ်ဝန်နှန်းဖြစ်ပါကຢາດູໂຕບີເນຍາປ້ອງເກມຍາຊິပါແດ່ຢູ່ເຢດູໂຕອພຸ အချစ်သည့်တွေ့ရတတ်ပါတယ်အိမ်အောင်တယ်များအဖို့အိမ်အောင်ဘက်နဲ့အစသအရာရာအဆင်ပြေပါမယ်ကျမ်းမာရေးအတွက်ရင်ဘက်နဲ့ဘိုက်တို့တွင်ရာယံနာများ အပူနာများဖြစ်တတ်ပါတယ်ဂိူးဆိုင်ပေးပါခင်ဗျာဗုဒ္ဓသာသမီများအတွက်ကံကောင်းစေတဲ့နံပါတ်ကလေးတွေကတော့၃ကနန်း၂ကနန်း၆ကနန်းဖြစ်ပါတယ်ကံကောင်းစေတဲ့အယောင်လေးကတော့ တဏ္ဍခါးရောင်ဖြစ်ပြီးတော့ကံကောင်းတဲ့ကောင်းအောင်ကတော့နေအိမ်ဖျားမှာအဝါရောင်ရလေးခုလူပေးပါခင်ဗျာကြာသပေးသာသမီများအတွက်ဆိုရင်ဖြင့်မမျောလင့်ပဲအလှတားများလုပ်ရတတ်ပါတယ်ပြူရွယ်သူများအချစ်ရေးအစင်မပြေမှုကလေးများရှိတတ်ပေမဲ့အချစ်ရေးကောင်းမွန်နေပါမယ်ဝန်နာများမိမိအထက် ကြီးအကဲများကြောင့်စိတ်ညစ်စရာကြုံတွေ့ရတာပါတယ်။မြေရောင်းဝယ်ကိစ္စရှိရင်ခိတ္တနားထားပါ။အောင်မြင်မှုနှဲပါပါမယ်။အိမ်တော်ရှင်များဖို့အိမ်တွင်းရေးကတော့ကစလဲဖြစ်နေတတ်ပါတယ်။စီးပွားရေးလုပ်ငန်းများ အခက်အခဲအကျက်တဲကြကပင်အောင်မြင်မှုများရှိလာနိုင်ပါတယ်။ရွှေဝင်ကိန်းလဲရှိပါတယ်ခင်ဗျာ။ကျမ်းမြတ် ရေအားဖြင့်ဥကောင်းအစာအိမ်နဲ့ဥလန်းချောင်းဆိုင်ရာယောဂများ ရတတ်ပါတယ်တတိထားဂူးဆိုင်ရန်ဖြစ်ပါတယ်ခင်ဗျာဒါသရေသာသမီများအတွက်ကံကောင်းစေတဲ့နံပါတ်ကလေးတွေကတော့တကနန်း၃ကနန်း၄ကနန်းဖြစ်ပါတယ်ကံကောင်းစေမဲ့အယောင်ကလေးကတော့အဝါယောင်ဖြစ်ပြီးတော့ကံကောင်းတဲ့ကောင်းဆိုရင်တော့မိမိနေဖျားမှာ အုံနှုတ်ခောက်ဆွဲ ုံနှုတ်ခေါက်ဆွဲကတ်လူပေးပါခင်ဗျာတောက်ကြသားသမီးများအတွက်ဆုံးရှုံးပြီဟု ထင်မှတ်ထားသောငွေကြေးများမမျှော်လင့်ဘဲပြန်လည်ရရှိတတ်ပါတယ်ဘုံနှမ်းဖြစ်ပါက အများကြီးချစ်ခင်ခြင်းအထက်တူကြီးများဤဂုံပြုချီးမြှင့်ခြင်းများကိုခံရတတ်ပါတယ်ဆွေမျိုးများဤကုညီမဆခြင်းများလည်းခံရတတ်ပါတယ်ပြိုရွယ်သူများ ချစ်သူကြားတွင် အထွန်းအထင်လွဲခံရတတ်ပြီးချစ်သူ၏ညဉ့်ညင်မှုကိုခံရတတ်ပါတယ်။အိမ်တော်ရှင်များအဖို့လည်းအိမ်တော်ဘက်နှင့်အစင်မပြေမှုကလေးများပေါ်ပေါက်နေတတ်ပါတယ်။ဒေသပိုင်းဆိုင်ရာယောဂသွားနှင့်ပတ်သက်သောယောဂများဂူးဆိုင်ပေးပါခင်ဗျာ။တောက်ကြသားသမီးများအတွက်ကံကောင်းစေတဲ့နံပါတ်ကလေးတွေကတော့ငါးကဏ္ဍ သုံးကနားနဲ့သုံးညတို့ဖြစ်ပါတယ်။ကံကောင်းစေတဲ့အယောင်လေးတွေကတော့ခရမ်းယောင်ဖြစ်ပြီးတော့ကံကောင်းတဲ့ကောင်းအောင်တော့စီတမင်းကိုပဲပြုတ်ကလေးဖြူကမိမိနေဖရားမှာကတ်လူပူဇော်ပေးပါခင်ဗျာ။စနေသားသမီးများအတွက်အလုတ်ကိုင်နဲ့ပတ်သက်၍အလုတ်သစ်အိုးသစ်အိမ်သစ်ရဖို့အခွင့်အလမ်းများပေါ်နေတတ်ပါတယ်။ ရာဓုတိုးပါမယ်ဆွေမျိုးမိတ်ဆွေများဤကူညီထောက်ပံ့မှုကိုလည်းရတတ်ပါတယ်မွမြတ်သောခီးဖျားဖူးခီးများလည်းထွေရတတ်ပါတယ်လူမျိုးကြားဘာသာကြားများနှင့်လုပ်ငန်းအတူမလုပ်ပါနဲ့အကျိုးမပေးပါဘူးခင်ဗျာကျမ်းမာရေးအနေနဲ့သွားနာသွားကြိုက်ခါနာခါကြိုက်များဖြစ်နေတတ်ပါတယ်တတိထားပါ ိန်အောင်ရှင်များအိန်နှင်းရေးตาရာအဆင်ပြေပါမယ်ပြွေရသူများအဖို့တော့အချစ်ရေးကိစ္စအထင်လွဲမှားစရာကိစ္စမျိုးများပေါ်ပေါက်လာတတ်ပါတယ်ငွေကြီးပျောက်ဆိုးမှုမရှိရန်ဂယူးဆိုင်ပေးပါခင်ဗျာစနေသားသမီးများအတွက်ကံကောင်းစေတဲ့နံပါတ်ကလေးတွေကတော့တက္ကနံ၆ကနံ၅ကနံဖြစ်ပါတယ်ကံကောင်းစေတဲ့အယောင်လေးတွေကတော့ခဲယောင်ဖြစ်ပါတယ် ကံကောင်းတဲ့ကောင်းအောင်ကတော့မိမိနေဖရားမှာရွှေထီးနှစ်လက်သို့မဟုတ်ဖရားစီဒီတစုစုမှာမိမိမွေးနာမှာတောင်းမှာရွှေထီးနှစ်လက်ကတ်လူပူဇော်ပြီးလိုရာစုတောင်းပေးပါခင်ဗျာခုနှစ်ရက်သာမီအပေါင်းကံကောင်းခြင်းတွေပြည့်စုံသည်တဲ့ပြည့်စုံနိုင်ကြပါစေကျွန်တော်ဆရာလှိုင်ဘောအောင်ဖြစ်ပါတယ်